င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အင်းတော်နန်းတာရွာစစ်စခန်းကိုတိုက်ခိုက်သိမ့်ပိုက်ရမှာခလရ6တရင်ကဗိုလ်ကြီးပြုံးမောင်မောင်ပါဝင်စစ်သား14ဦးဟာထေသွားပြီးလက်လက်မျိုးစုံ20လက်ကိုသိမ်းဆည်းရရှိပါတယ်တက်တုံညာနှစ်ခွန်စစ်စင်အပိုင်းနှစ်၄ရက်မြောက်နေ့မှာမြို့နယ်၅ခုမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး ခမရ606တက်စကန်ကိုသိမ့်ပိုင်နိုင်ရည်တီလန်နိုင်ရအပြင်းထန်ထိုးစစ်ဆင်တဲ့တဲ့တင်ပါဝင် နောက်ဆုံးရတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့စကိုင်းတိုင်းအင်းတော်မြို့နယ်နန်တာရွာစကန်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခတ်သိမ်းပိုက်ရမှာခလာရ6တရင်ကဗိုလ်ကြီးပြုံးပေါ်မှာပါဝင်စစ်သား14ဦးဟာတိုက်သွားပြီးလက်လက်မျိုးစုံ20လက်ကိုတင်ဆက်ရရှိခဲ့လို့ပြည်သူ့ကာကွယ်တပ်တော်အမှတ်၈စစ်ဒေသကထုတ်ပြန်ထားပါဗျ။ဇွန်လ28ရက်နေ့နဲ့၄နိုင်ကနေစတင်ကအင်းတော်မြို့နယ်နန်တာရွာစကန်မှာအခြေချနေတဲ့ဗိုလ်ကြီးပြုံးပေါ်မှာဦးစီးတယ်။ တပ်မ89လောက်ကန်ခလရ6ကအင်အား14ဦးခန့်ရှိတဲ့အကြမ်းဖက်စစ်ကောက်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲတွေမှာအကြက်ပဲစစ်တပ်ဘက်ကဗိုလ်ကြီးပြုံးမောင်ပါဝင်၁၄ဟွာတေသွားတာဖြစ်ပြီးမတားအလောင်းတွေကိုရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြက်ပဲစစ်တပ်ရဲ့လက်နက်မျိုးစုံ၂၀လဲ drone ဖြတ်ဆက်တလက်အပါဝင်လက်လက်ခရံမျိုးစုံနဲ့စံအိတ်၄၁ကိုတင်စဲရိုက်မိခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်တော်အမှတ်၁စစ်ဒေသကထုတ်ပြန်ထားပါရယ်တိုက်ပွဲဖြစ်ပွားစဉ်တွင်မှာတရက်ဦးကတက်လာတဲ့ jet fighter တိုက်လေနှစ်စီးဘုံကျဲတက်ခတ်ခဲ့တဲ့အတွက်တော်လိုင်းရဲဘော်နှူးကထိခိုက်ဒဏ်ရာရရှိခဲ့လို့လည်းသိရပါရယ်ရှင်

ဆက်လက်ပြီးစကိုင်းတန်းကျွလာမြို့နယ်မှာတက်ဆွဲရန်ပြင်နေတဲ့စစ်တမ်းကိုတိုက်ခိုက်မှုမှာစစ်တပ်ကသေဆုံးထိခိုက်မှုများပြားပြီးစစ်တုံးမှန်2ဦးနဲ့လက်လက်ရှစ်လက်ကိုတိုက်ဆက်ရရှိခဲ့လို့အမှတ်တရစစ်ဒေသကသတင်းထုတ်ပြန်ထားပါတယ်။စကိုင်းတန်းကျွလာမြို့နယ်တွင်အင်အား200ခန့်ရှိတဲ့ခမရ361နဲ့ပြူစောတီပူပေါင်းစစ်တမ်းကတက်ဖြန့်အခြေပြုတက်ဆွဲရန်ပြင်ဆင်နေတဲ့အင်တိုင်းရွာနဲ့ကြောက်ပုံကုန်းနေရာတစ်ခုကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတပွဲတွေမှာစစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများပြားပြီးစစ် ောင်မန်းနှစ်ဦးကိုဖမ်းဆီးရမိတယ်လို့လက်နက်ငယ်၈လက်ကိုလည်းသိမ်းဆည်းရမိတယ်လို့လည်းသိရပါဗါတယ်။အဲဒီပွဲအတွင်းမှာတော်လင်းတပ်ဘက်ကရဲဘော်နှစ်ဦးဟာကြာဆုံးခဲ့ရတယ်လို့အမှတ်၁စစ်ဒေသကသတင်းထုတ်ပြန်ထားပါဗါတယ်။အဲဒီစစ်စစ်ရေးကိုကတ်မလူခန်ကုတ်ကဲရင်မှုရဲ့ကုတ်ကဲမှုနဲ့ကတ်မလူခန်တရင်၁နဲ့ရွှေဘော်ခန်ကုတ်ကဲရင်ယုံဖွဲ့ရွှေဘော်ခန်တရင်၆၉စနစ်ပြူဝ၅၂ရွှေဘော်ခန်တရင်ခွန်၈၁၀၁၆စကိုင်းတိုင်းပကဖ ကျောလာမြို့နယ်ပကပတို့ကပူပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ဒီတစ်ခါမှာတော့စကိုင်းတိုင်းဘုဒ္ဓလင်မြို့ပေါ်ကအကြက်ပဲစစ်တပ်တက်ဆွဲထားတဲ့နေရာ၃ခုကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်တပ်ဘက်က20ဦးထက်မနည်းဟာထေသွားခဲ့လို့ဘုဒ္ဓလင်မြို့နယ်ပြည်သူ့ကာကွယ်မြို့နယ်ပကပတောင်ဝရှိသူတို့ကပြပြပါရဲ့။ ဇွန်လ29ရက်နေ့ညနေ3နာရီလောက်မှာဘုတ်တလင်မြို့ပေါ်ကအကြက်ဖက်စစ်တပ်တက်ဆွဲထားတဲ့စီပီပန်အထက်ကကြောင်းနဲ့မိုးကိုပိုင်အထက်တန်းကြောင်းကစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတပ်ပွဲဟာနှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးညနေ9:30မိနစ်မှာတော်လိုင်းတပ်ဖွဲ့တွေကပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဘုတ်တလင်ပကဖတန်ဝန်ရှိသူတို့ကပြပြပါရယ်အဲတပွဲအတွင်းမှာအကြက်ဘက်စစ်တပ်ဘက်က20ဦးတန်မင်းဲဟာထေသွားပြီးထိခိုက်ဒဏ်ရာရှိသူတွေလည်းများပြားရလို့လဲဆိုပါရယ်တော်လန်တပ်ဖွဲ့တွေဘက်ကတော့ရဲဘော်၄ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လဲသိရှိရပါရယ်ဒီတက်ခိုက်မှုကို ဗုဒ္ဓလင်မြို့နယ်ပြည်သူ့ကာကွယ်မြို့နယ်ပကဖအပါဝင်မဟာမိတ်15ဘွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူတွေအနေနဲ့လည်းတော်လင်းတပ်ဖွဲ့ဝင်တွေကိုခဲယမ်းနဲ့တတ်နိုင်တဲ့ဘက်ကပူးပေါင်းပါဝင်ပေးကြဖို့အတွက်မြစ်တာရက်ခံကြောင်းဗုဒ္ဓလင်မြို့နယ်ပြည်သူ့ကာကွယ်မြို့နယ်ပကဖကတာဝန်ရှိသူတို့ကပြောပါရရှင့် ဆက်လက်ပြီးတော့အမေရိကန်ပြည်ထောင်စုဝါရှင်တန်မြို့မှာမြန်မာနိုင်ငံအရေးကိုစိတ်ဝင်စားတဲ့အမေရိကန်အောက်လွှတ်တော်အမတ်တွေရဲ့ Congressional Burma Caucus အဖွဲ့တရားဝင်စတင်တဲ့အခမ်းအနားကို NUG လူ့ခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမိုးစောဦးတို့တက်ရောက်ခဲ့လို့သိရှိရပါတယ်။အဲဒီ Congressional Burma Caucus အဖွဲ့ဟာ မြန်မာနိုင်ငံအရေးကိုအမေရိကန်အထက်လွှတ်တော်နဲ့အောက်လွှတ်တော်တွေမှပုံမသိရှိပြီးမြန်မာပြည်သူတွေအတွက်ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေဖြစ်ပေါ်စေရေးအမေရိကန်အစိုးရရဲ့ policy တွေပေါ်ထွက်လာစေရေးအတွက်တိုက်တွန်းအားပေးရန်ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့လည်းဘာမာခေါက်ကတ်ရဲ့ပူတွဲဥက္ကဋ္ဌအမေရိကန်နိုင်ငံမီရှိဂန်ပြည်နယ်ကိုစားပြုအောက်လွှတ်တော်အမတ်တို့ကပြောကြားခဲ့ပါတယ် အဲ့ဒီခဏမှာ NUG ပြောင်စုဝင်ကြီးကကော့ကတ်မှာပါတီစုံလွှတ်တော်မတ်တွေပါဝင်လာကြောင်းမြန်မာနိုင်ငံရဲ့ကိုမြန်မာနိုင်ငံပြည်သူတွေအတွက်အကျိုးရှိတဲ့ policy ဖြစ်အောင်လှုပ်ဆောင်နိုင်မယ်လို့ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါအပြင်ကော့ကတ်အဖွဲ့အနေနဲ့မြန်မာနိုင်ငံအရင်းနဲ့ဆက်လင်းပြီးပုံမအားကောင်းတဲ့ policy တွေချမှတ်ကူညီဆောင်ရွက်နိုင်ရတဲ့တောင်းဆိုခဲ့လို့လည်းသိရပါပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ကြောင်မဲမြို့နယ်တီဘောမြို့နယ်မိုးမိန်မြို့နယ်နဲ့မန္တလေးတိုင်းမိုးကုတ်မြို့နယ်တို့မှာတစ်တုံညာနှစ်ခွန်ဆစ်စင်ရဲအပိုင်းနှစ်လေးရမြောက်နှစ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးခမရ6 6တက်စကန်ကိုသိမ့်ပိုက်နိုင်ရဲ့အပြင်းထန် ထိုးစစ်ဆင်နေရလို့ TNL ကပြောပါရယ်ဇွန်လ28ရက်နေ့ညနေ4:14မိနစ်လောက်မှာ ကြောင်မဲမြွန်နယ်ဂုတ်တွင်းမှာတောင်မျိုးသားလူမျိုးရေးတက်မတော်တရနယ်လေးနဲ့အကျန်းဖယ်စစ်တပ်ရဲ့စကားခါတဲ့ခမရ134တို့တိုက်ပွဲတွေဖြစ်ပွားနေရလို့လည်းသိရှိရပါဗျ။ဇွန်လ26ရက်နေ့ကနောင်ချိုမြို့နယ်ကခမရ135တပ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးလက်လက်ခရင်မျိုးစုံကိုပါသိမ်းဆဲရမိထားတယ်လို့ဇွန်လ29ရက်နေ့မှာလည်းခမရ134ကိုသိမ်းပိုက်ရရှိထားတယ်လို့လည်းသိရပါဗျ။ဇွန်လ28ရက်နေ့မှာတော့ ကြောင်မဲမျိုးကစစ်ကောင်စီရဲ့ခမရ900တခမရ902တက်စကန်တို့ကိုတောင်းတမတော် TNL နဲ့ MD1PDF ပူးပေါင်းတပ်ဖွဲ့တို့ကထိုးစစ်ဆင်တိုက်ခတ်ခဲ့တယ်လို့စစ်ကောင်စီရဲ့ခမရ606တက်စကန်ကိုလည်းတောင်းတမတော် TNL MD1PDF နဲ့ဒနုပြည်သူလူမျိုးရေးတပ်မတော် DPL ပူးပေါင်းတပ်ဖွဲ့တို့ကထိုးစစ်ဆင်တိုက်ခတ်ဆဲဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မများပါ။ We'll be right back.